အတွေးလွန်ခြင်းကိုအနိုင်ယူပြီးစိတ်ငြိမ်းချမ်းမှုကို ပြန်ရှာတွေ့စေမယ့်ဤလမ်းများတင့်ခေါင်းတွေကအတန်တွေကိုသိစိတ်စေခြင်းတွေပြီလားသင်စိတ်ကအသင်းကရဆုံးအရာလေးကိုတော့အဆုံးမရှိတဲ့စကားပြောခန်းအဖြစ်ဘလို့ပြောင်းလဲပြစ်နေလဲဆိုတာကိုတခါလုံးသတိထားမိပူပါသလားယိုရှင်းနဲ့ဆုံးဖြတ်ချက်တစ်ခုဒါမှမဟုတ်မနှက်ဖြန်အကြောင်းအတွေးတစ်ခုကယုတ်တရက်နာယီပေါင်းများစွာ မေးခွန်းထုတ်တာ ခွဲချမ်းစိတ်ဖြာတာ တန်တရားဝင်နာတွေအဖြစ်ပြောင်းလဲသွားပြီးတင့်ခေါင်းထဲမှာထွက်လန့်မရှိပဲချုံနှောင်ခံထားရတယ်လို့မျိုးခံစားရနိုင်ပါတယ်။ဒီလိုစိတ်သေးကအဆက်မပြတ်စကားသံတွေဟာ အားနည်းချက်တခုမဟုတ်ပါဘူး။ဒါဟာတင့်ကိုကာကွယ်ပေးဖို့ကြိုးစားနေတာသာဖြစ်ပါတယ်။ဒီဆောင်ပါဟာ How to Stop Overthinking စာအုပ်ကိုအခြေခံပြီးတင့်ကိုရှင်းလင်းတဲ့လမ်းတစ်ခုကို ပြပေးမှာပါ။တင်ပါးကြောင့်တွေးလို့နေရတယ်လဲဆိုတာကိုနားလေခြင်းကနေစပြီး စိတ်ငြိမ်းမှုကိုပြန်လည်ရှာတွေ့ဖို့နဲ့တင်းရစိတ်ကိုပြန်လည်ပိုင်ဆိုင်ရဖို့အတွက်လက်တွေ့ကျတဲ့အဆင့်တွေကိုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။အပိုင်းတစ်တင်းစိတ်ကဘာကြောင့်အနာမရဖြစ်နေရသလဲ။တကယ်စိတ်ငြိမ်းမှုကိုရှာဖွေခြင်းဆိုရင် ကျွန်တော်တို့ဟာခေါင်းထဲကစုညံတန်တည်းရဲ့နောက်ွယ်မှာအကြောင်းရင်းကဘာလဲဆိုတာကိုအရင်ဆုံးနားလည်ရပါမယ်။ဒီအကြောင်းကိုညင်တန်စွာအတူတကွာစူးစမ်းကြည့်ကြရအောင်။ ကျွန်တော်တို့ရဲ့ဘိုးဘွဲ့ပြည်ပြည်ဒီအတွဲလွန်ခြင်းဆိုတာအသက်ကကိရိယာတစ်ခုဖြစ်ခဲ့ပါတယ်။ NDA ရှိတဲ့တားရဲတွေဒါမှမဟုတ်မုံတိုင်းတွေလိုချင်းချောင်းမှုတွေကိုကြိုတန်ခတ်မှန်ပြီးအသက်ရှင်ဖို့အတွက်အစိုးဆုံးကိုကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။အဲ့ဒီအရှိဟောင်း program ဟာကျွန်တော်တို့ထဲမှာအခုထိရှိနေတော့မှာပဲ။ဒါပေမဲ့ကျွန်တော်တို့ရဲ့ခက်တဲ့အချင်းချောင်းမှုတွေကအလုပ်လူမှုရေးအခြေအနေတွေနဲ့စိတ်ပိုင်းဆိုင်ရာ NDA တွေဖြစ်နေတဲ့အတွက်ဒီစနစ်ကအတုံးဝင်တာထက်ပိုပြီးပင်မန်းစီပါတယ် ဒီရှေးရောင်ရှင်တန်ဝေး program ဟာအစွမ်းထက်ပါတယ်ဒါပေမဲ့သင်ဟာတခြားသူတွေထက်ခံစားချက်ပိုပြင်းထန်တဲ့နူးညံ့သင့်မွေတဲ့ယူတယောက်ဆိုရင်အဲ့ဒီစနစ်ကသင်ကိုပိုပြီးဆိုးဝါးစေပါလိမ့်မယ်သင်စိတ်ကအရာရာကို ပိုပြီးစီစစ်ဖို့နဲ့သင်ရဲ့နူးညံ့တဲ့နှလုံးသားကိုနာကျင်မှုပြစ်ပယ်ခံရမှုနဲ့ကြာဆုံးမှုတွေကနေကာကွယ်ဖို့အတွက်အတွေးကတိုင်တွေကိုတိဆောက်မိထွားတာဖြစ်ပါတယ်ဒီအချက်တွေကိုနားလေခြင်းက အာအင်းဖြစ်သည့်အမှန်တရားတစ်ခုကိုပေါ်လွင်စေပါတယ်။ဒါဟာသင်အားနေလို့ဒါမှမဟုတ်ပျက်စီးနေလို့မဟုတ်ပါဘူး။သင်စိတ်ကဘဝရဲ့မတေချာမှုအလုံးကိုထိန်းချုပ်ဖို့အရန်ကြိုးစားနေလို့သာဖြစ်ပါတယ်။အပိုင်းနဲ့အတွေးလွန်ခြင်းရဲ့ထောင်ကျောက်ပုံစံများအတွေးလွန်ခြင်းကကျွန်တော်တို့ရဲ့ဘဝတွေကိုတိတ်တဆိတ်ဝင်ရောက်လာတတ်တဲ့လိမ္မာပါနေတဲ့ပုံစံတချို့ကိုလေ့လာကြည့်ကြရအောင်ပါ။ ဒီတဲကတခုခုကသင်အတွက်ယဉ်နီးနေသလားဆိုတာကြည့်လိုက်ပါဘလို့ဖြစ်လာမလဲဆိုတာတွေရဲ့အဆုံးမဲ့ quinset what if loop ဒီပုံစံကဖြစ်နိုင်ခြေရှိတဲ့စိုးကျိုးအလန်းကို စိတ်ကူးရင်ပြီးကြိုတင်ပြင်ဆင်ဖို့ကြိုးစားတာဖြစ်ပါလေငါဆုံးဖြတ်ချက်မှားသွားရင်ဘလို့လုံးမလဲဆိုတဲ့အကွေးတွေကသင်ကိုပြင်ဆင်ပေးတာမဟုတ်ပဲကြောက်ရွံ့မှုနဲ့လှုပ်ရှားလို့မရအောင်ချီနှောင်ထားတာသာဖြစ်ပါတယ်အတိတ်ကိုထပ်ခါတလဲပြန်ဆင်းလာခြင်း Ruminating on the Past ဖြစ်ပျက်ပြီးသားစကားဝိုင်းတွေနဲ့လှုပ်ရက်တွေကိုပြန်လဲသုံးသပ်ပြီးတခြားနည်းနဲ့လှုပ်ခဲတဲ့တဲ့လို့ကိုယ့်ကိုယ်ကိုအပြစ်တင်နေတာမျိုးပါဒါပေမဲ့အတိတ်ကိုပြောင်းလဲလို့မရတဲ့အတွက်ဒီလိုလှုပ်ခြင်းကတင့်ကိုအတိတ်ထဲမှာပဲပိတ်မိနေစေပါနဲ့ပြီးပြည့်စုံမှုကိုရှာဖွေခြင်း Perfectionism ပြီးပြည့်စုံတဲ့ရွေးချယ်မှုဒါမှမဟုတ်လှုပ်ရက်တစ်ခုကတန်တရားတွေကိုဖယ်ရှားပေးနိုင်မယ်လို့ယုံကြည်တာဖြစ်ပါတယ် ါပေမဲ့ပြီးပြီးဆုံးမှုဆိုတာလည်စားမှုတစ်ခုသာဖြစ်ပြီးဘဝဆိုတာရှုပ်ထွေးပါတယ်။အမားတွေကတင်ယူမှုရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။လှုပ်ဆောင်မှုကို နှုတ်နေခြင်း Action Procrastination လှုပ်ဆောင်မှုမစတင်ခင်အချိန်ကောင်းကိုစောင့်နေတာအချက်လက်တွေလိုနေသေးတယ်လို့ထင်တာဓမ္မမဟုတ်တေချာမှု ပိုလိုအပ်တယ်လို့ကိုကိုကိုပြောဆိုနေတာဖြစ်ပါတယ်။ဒီလိုဆောင်ဆိုင်နေကြတာ အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးစေပြီးထင့်ကိုအတွေးထဲမှာပဲပိတ်မိနေစေပါတယ် ဒီထောင်ကျောက်တွေကပုံစံအမျိုးမျိုးနဲ့ပေါ်လာနိုင်ပေမဲ့သူတို့အားလုံးဟာတူညီတဲ့အမြင်တစ်ခုကနေဖြာထွက်လာတဲ့အကိုင်းအခက်တွေပါပဲအဲ့ဒါကတော့မှားမှာနာကျင်ရမှာဒါမှမဟုတ်ပြီးပြီးဆုံးမှုမရှိမှာကိုနက်နက်ရှင်းရှင်းကြောက်ရွံ့နဲ့လူသားဆန်တဲ့ကြောက်ရွံ့မှုတစ်ခုပါပဲအပိုင်း၃စိတ်ကိုချက်ချင်းငင်တက်စေမယ့်နီလန်း၅ခုဒီနီလန်း၅ခုကိုတင်းရဲ့စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုကရိယာ Mentors First Aid Kit လို့သဘောထားလိုက်ပါအတွေးလွန်ခြင်းမုန်တိုင်းစတဲ့စုဖွဲ့လာပြီလို့ခံစားရတဲ့အချိန်တိုင်းဘယ်နေရာဘယ်အချိန်မှမဆိုဒါတွေကိုသင်အသုံးပြုနိုင်ပါတယ်တဲ့တတိရှိရှိအသက်ရှူခြင်းသင်လွတ်နေတာကိုရပ်လိုက်ပါအတက်ကိုလေးကျင်ရေတွက်ပြီးရှူသွင်းပါလေးကျင်ထိန်းထားပါလေးကျင်ရေတွက်ပြီးရှူထုတ်ပါလေးကျင်ထိန်းထားပါဒီရိုးရှင်းတဲ့စီးချက်က တင့်ကိုအသွေးတွေလည်းကနေဆွဲထုတ်ပြီးလက်ရှိအခြေအနေပြန်လဲကြောက်ချပေးလိုက်သလိုခံစားရစီပါ诶နှင်းအာယုံခံစားမှုတွေနဲ့ကိုကိုကိုတိဆောက်ခြင်း5 4 3 2 1ကိုအသုံးပြုကြည့်တင်ပတ်ဝန်းကျင်နဲ့ပြန်လဲချိဆက်ပါတင်မင်လန်တဲ့အရာ၅ခုကိုကြည့်လိုက်ပါတင်ထိတွေ့နိုင်တဲ့အရာ၄ခုကိုထိကြည့်လိုက်ပါတင်ကြားနိုင်တဲ့အတန်၃တန်ကို နားဆင်ကြည့်လိုက်ပါတင်အနံ့ခံနိုင်တဲ့အရာ၂ခုကိုခံစားကြည့်ပါ သင်မြေးစမ်းနိုင်တဲ့အရာတစ်ခုကိုမြေးစမ်းကြည့်ပါ၃စာချရေးခြင်းသင်အသွေးတွေကိုဝေပန်းခြင်းမရှိဘဲစာရွက်ပေါ်ချရေးလိုက်ပါအသွေးတွေကိုချရေးလိုက်တဲ့အခါသူတို့ဟာသင်စိတ်ထဲကဘလူးတွေမဟုတ်တော့ဘဲစကုပ်ပေါ်ကစလုံးတွေဖြစ်လာပါတယ်၄လှုပ်ရှားမှုသင်ခန္ဓာကိုယ်ကိုလှုပ်ရှားပါကိုယ်လက်ဆန့်ထုတ်ပါလမ်းလျှောက်ပါဒါမှမဟုတ်ကာခုံးလိုက်ပါ လှုပ်ရှားမှုက တင့်စိတ်ထဲမှာပိတ်မိနေတဲ့စွမ်းအန်တွေကိုခါထုတ်ပြီးတင်ဟာတင့်ကောင်းထဲမှာပိတ်မိနေတဲ့မဟုတ်ဘူးဆိုတာကိုသတိပေးပါတယ်။ငါချီရတီတူလိုကိုကုကိုစကားပြောပါကိုကုကိုကျင်နာစွာပြောဆိုပါငါမင်းကိုမြင်တဲ့ငါ့ကိုကာကွယ်ဖို့မင်းစူးစမ်းနေတာမာတိတယ်ဂျေစုတင်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ငါငင်းချမှုကိုရွေးချယ်တယ်လို့ညင်သားစွာပြောဆိုခြင်းအချင်းတင်းစိတ်ကိုနှစ်သိမ့်နိုင်ပါ အပိုင်း၄ရေရှည်အတွက်စိတ်နဲ့ဆက်ဆံရတဲ့တိဆောက်ခြင်းဒီကရိယာတွေဟာမုံတိုင်းထန်ခြင်းမှာတင်းအတွက်အသက်ကယ်ကြိုးတစ်ခုပါပဲအခုတော့တင်းစိတ်ရဲ့ပင်လယ်ပြင်ကိုယုံကြည်မှုရှိရှိ နေတိုင်းဖြတ်တန်းနိုင်မှုပိုခိုင်မာတဲ့တင်ပေါ်တစင်းဘလို့တိဆောက်မလဲဆိုတာလေ့လာကြရအောင်ပါတင်းငယ်ပေမဲ့မပြည့်စုံတဲ့ခြေလှမ်းတွေနဲ့ရှေ့ဆက်ပါ take small imperfect actions လက်တွေလှုပ်ဆောင်ခြင်းဟာအတွေးလွန်ခြင်းအတွက်အကောင်းဆုံးကုသစေပါပဲ။ ရှင်းလင်းပြပါမှုဆိုတာတင်ခြေလန်းတလန်းလိုင်းပြီးတဲ့နောက်မှာရောက်တတ်တာပါမလန်းခင်မဟုတ်ပါဘူးတင်းငယ်တဲ့လှုပ်ဆောင်မှုတစ်ခုကတော့တန်တရားတန်တရားကိုဖျက်တော့ပေးနိုင်ပါတယ်ဘဝဆိုတာပြီးပြည့်စုံတဲ့အဆုံးဖြတ်ချက်တွေကိုစုမှုချပါဘူးရဲရဲနဲ့အဆုံးဖြတ်ချက်တွေကိုပဲစုချတာပါကိုကိုကိုယုံကြည်မှုကိုပြန်လဲတည်ဆောက်ပါ rebuild self trust ကိုကိုကိုယုံကြည်မှုဆိုတာဘယ်တော့မှမမလို့တာကိုဆိုလိုတာမဟုတ်ပါဘူးဒါဟာတဲ့နမလို့မြင်တောင် ချင်းလေးကိုကိုင်းတွင်နိုင်စွာရှိလေလို့ယုံကြည်တာပါတင်းရဲ့အတွင်းအတန်ကိုနားထောင်နေတဲ့ကိုကိုကိုပေးထားတဲ့တင်းခဲ့တဲ့ကတိတွေကိုတီချင်အားဖြင့်ဒီယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ပါတယ်စိတ်ပိုင်းဆိုင်ရာနယ်နိမိတ်များတတ်မှတ်ပါ set emotional boundaries နယ်နိမိတ်တွေဟာလူတွေကိုပိတ်ဆို့ထားတဲ့နယ်ရန်တွေမဟုတ်ပါဘူးဒါတွေဟာတင်းရဲ့စွာရင်နဲ့စိတ်ငင်ချမ်းမှုကိုကာကွယ်ပေးတဲ့နူးညံ့တိမ်မွေးတဲ့ခြံစည်းရိုးတွေပါပဲအထူးသဖြင့် နူးညံ့တဲ့ငွေတွေလူတွေအတွက်ဒါကမရှိမဖြစ်လို့အပ်ပါတယ်။ဒါကိုမြဲတည်ရပါ။တင်းကကိုယ့်ရဲ့ကျမ်းမာရေးကိုကာကွယ်တဲ့အခါတင်း grief ဆက်ရတဲ့လူတွေအတွက်ပိုကောင်းကောင်းပေါ်ထွက်နိုင်လို့ပါ။အပိုင်းကတင်းရဲ့အတွေးလုံးတက်ချင်းတယ်မှာဖော်ထားတဲ့ super power တင်းရဲ့အတွေးလုံးတက်တဲ့အချင်းကိုဝန်ထိုးဝန်ဖိုးတကူအဖြစ်မြင်နိုင်မယ့်အစားသူ့ရဲ့အခြားတစ်ဖက်ကိုကြီးလိုက်ပါ။အတွေးလုံးချင်းဟာနူးညံ့တဲ့ငွေပြီးညံရီထက်မြက်တဲ့အရာရာကိုနက်နက်နေနေယူဆိုင်တတ်တဲ့စိတ်ကနေလာတာပါ။ တဟာချွတ်ယွင့်ချက်မဟုတ်ဘဲလမ်းညွှန်မှုလိုအပ်နေတဲ့စူပါပါဝါတစ်ခုထင်နိုင်ပါတယ်။သင်ရဲ့နတ်နဲတဲ့အသွေးခိုတွေဟာဖန်တီးနိုင်စွမ်းစိတ်ကူးညာနဲ့စမ်းသစ်တီထွန်မှုထွက်လာနိုင်တယ်။သင်ရဲ့နူးညံ့တိမ်မွေးမှုဟာကရုဏာဆက်သွယ်မှုနဲ့ထိုးထွင်းဉာဏ်ဖြစ်လာနိုင်တယ်။သင်ရဲ့ဂိယုတစိုက်ရှိတဲ့သဘာဝဟာဉာဏ်ပညာသီးခံမှုနဲ့နားလည်မှုဖြစ်လာနိုင်တယ်။သင်ရဲ့လုပ်ငန်းဟာဒီအရည်အသွေးတွေကိုဖျော်ဖြေဖို့မဟုတ်ပါဘူး။သူတို့ကိုလမ်းညွှန်ပေးဖို့သာဖြစ်ပါတယ်။သင်ပလစီနေတာမဟုတ်ပါဘူး။ သင်အားမနေပါဘူးသင်ဟာသင်ဖြစ်ဖို့ရည်ရွယ်ထားတဲ့သူအတီကြပါပဲသင်ရဲ့ငင်းတတ်တဲ့ခရီးလန်သစ်ဒီခရီးတစ်ချောင်းမှာသင်ဟာအသွေးလွန်ခြင်းဆိုတာတဘာဝကြပေမဲ့ခင်မမီတော့တဲ့ဗီဒတခုဖြစ်ကြောင်းသူ့ရဲ့ပုံစံလေးကိုသတိပြုနိုင်ကြောင်းရိုးရှင်းတဲ့ကိရိယာတွေနဲ့စိတ်ငြိမ်သက်မှုကိုရှားတွေးနိုင်ကြောင်းနောက်ဆုံးမှာသင်စိတ်နဲ့တနာကျင်ကနာမှုရှိတဲ့ဆက်ဆံရေးတစ်တခုကိုတည်ဆောက်နိုင်ကြောင်းသင်ယူခဲ့ပါလေသင်ဟာဒီခီးမှာတယောက်တည်းမဟုတ်ဘူးဆိုတာကိုအမြဲတမ်းသိရပါ ဒါဟာပြီးပြည့်စုံမှုစီသွားတဲ့ခྱི་တခုမဟုတ်ဘဲတိုးတက်မှုစီသွားတဲ့ခྱི་တခုဖြစ်ပါတယ်။သင်လန်းလိုက်တဲ့ခြေလန်းတိုင်းကသင်ကိုလိုရာခྱི་ရောက်အောင်ခေါ်ဆောင် ပေးနေပါတယ်။ဒါဟာအဆုံးသက်မဟုတ်ပါဘူး။ဒါဟာသင်ရဲ့ပိုပြီးငြိမ်သက်ပိုပြီးခိုင်မာပိုပြီးလွတ်လပ်တဲ့ဘဝရဲ့လက်ပါတဲ့အစားပါပဲ။ချစ်မိတ်ဆွေညီငယ်များပါစေလား။